်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပရန်ကုတ်ကြီးကျေးရွာအနီးတိုက်ပွဲပြင်းထန်နေပြီးလေကြောင်းမှအပြင်းအထန်ဖြစ်ကူပေးပြီးနေရီကန်ကိုခရမ်းထောက်ပို့နိုင်ရန်ကြိုးစားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ပေးဆိုတိုက်ခိုက်ခံရသည့်နေရီကန်ကိုစစ်ကူပို့နိုင်ရန်စစ်ကော်မရှင်စ조사နေပြီးပို့လိုက်သည့်စစ်ကြောင်းများလမ်းတွင်တိုက်ခိုက်ခံရ၍တိုက်ပွဲပြင်းထန်နေကြောင်းသိရပါသည်။ပြီးခဲ့တဲ့နိုဝင်ဘာ17ရက်နေ့ကအခုတ်ကြီးရွာအနီးလမ်းသစ်ဘက်တွင် စစ်ကော်မရှင်နဲ့ AA ပူးပေါင်းတပ်တို့တိုက်ပွဲပြင်းထန်နေပြီးစစ်ကော်မရှင်ကလေကြောင်းပစ်ကူများဇက်တိုက်ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။မဆာက905ရက်မှာအင်အားစုထားပြီးစစ်ကူပို့နေတော့လမ်းဟောင်းဘက်မှာစစ်ကြောင်းပြုတ်ထားတော့အခုလမ်းသစ်ဘက်ကနေပို့တဲ့အဲ့ဒီဘက်တိုက်ပွဲဖြစ်နေတယ်ဟုစစ်ရေးသတင်းရမျက်ကသတင်းဌာနကပြောပါတယ်။အမျိုးစစ်စင်ရေးကုကဲမှုဌာနချုပ်မဆာက905အတွင်မှရိခာနှင့်ခရရန်အပြစ်တင်ထားသည့်စစ်တုံးကားကြီးနှစ်စီးရှင်းပေါ်ပါအဆောင်အလျှောက်ဆက်ရောက်စီနေတူဇင်ပြုံးရွာဘက်ထွက်ခွာသွားကြောင်းသတင်းရမျက်ထံမှသိရပါတယ်။ စစ်ကော်မရှင်ကနေရီကံပြူဟာစက်ခန်းတွင်ပိတ်မိနေသူများကိုစစ်ကူပို့ရန်လမ်းသင်းနှင့်လမ်းဟောင်းမှနေပြီးစစ်ကြောင်းနှစ်ခုခွဲကချီတက်စစ်ကြောင်းထိုးလျက်ရှိပါသည်တို့ရတွင်စစ်ကြောင်းကြီးများကုတ်ကြီးစက်ခန်းကိုမကြော်နိုင်ပဲကြားဖြတ်တိုက်ခိုက်ခံရပြီးစစ်ကြောင်းလိုက်ပြုတ်သည့်အခြေအနေကိုရောက်ရှိနေခြင်းဖြစ်ပါသည်မြေပြင်ထောက်ပို့လမ်းကြောင်းဖိတ်ဆို့ခံထားရချိန်တွင်စစ်ကော်မရှင်ကနေရီကံပြူဟာအတွင်ပိတ်မိနေသူများထံလိုအပ်သည့်ခရရန်ရိတ်ခါကိုလေးချောင်းမှချပေးခြင်းများပြုလုပ်လာပါသည်။လေးချောင်းအခုကြီးနှင့်ချပေးထားတဲ့ ခေယန်နှင့်ရိခါတို့များမှာ AA တပ်ဖွဲ့များထံရောက်ရှိသွားသည့်များရှိသလိုကြံသည့်အထုံများကိုထွက်ကောက်သည့်စစ်ကော်မရှင်တပ်များ AAE ပြစ်ခတ်တိုက်ခိုက်ခံရမှုကိုခံရသည့်အတွက်ဆယ်ဦးထက်မနည်းတည်ဆုံခဲ့ရပါသည်။နိုဝင်ဘာ19ရက်နေ့တွင်ဗတန်းရွာတဲမှအင်အားပြည့်ပါစစ်ရင်တန်းနှစ်စီးပသိမ်မုံရွာလက်အတိုင်းစူပတောင်ဝါလေးတောင်မှတဆင်ကန်တုတ်ဆက်ယုံချင်းဆက်လန်းအတိုင်းမောင်းနှင်သွားကြောင်းတရင်ရင်းမြစ်ထံမှသိရပါသည်။ ဆက်လက်ပြီးစကိုင်းတိုင်းအတွင်းစစ်စင်ရေရှုံးနေမှုများအတွက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှဖုံမှုချုပ်မျိုးမင်းထွေးကိုစစ်တပ်ကခေါ်ယူမင်းမြန်စစ်ဆေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းအတွင်းစစ်စင်ရေရှုံးနေမှုများအတွက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှဖုံမှုချုပ်မျိုးမင်းထွေးကိုစစ်တပ်ကခေါ်ယူမင်းမြန်စစ်ဆေးနေကြောင်းစစ်ဘက်သတင်းရင်းမြစ်နဲ့ CDN ဖို့ကြီးစင်ရောက်ကပြောဆိုပါတယ်။ စက်တင်ဘာလ20ရက်နေ့စကိုင်းတိုင်းမမောက်မြို့ကိုဒေါ်လန်ရေးတပ်များကသိမ်းပိုက်သွားခြင်းစကိုင်းတိုင်းအတွင်ထိုးစစ်ဆင်နေသောစစ်ကြောင်းများကြားဖြတ်တိုက်ခိုက်ခံရပြီးချီမုံခန့်ရခြင်းအပါအဝင်စစ်စင်ရေရှုံးနှိမ်မှုများကြောင့်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှပုံမှုချုပ်မျိုးမြင့်တွေကိုစစ်တပ်ကခေါ်ယူမေးမြန်းစုံစမ်းစစ်ဆေးမှုများလှုံ့ဆော်နေကြောင်းတို့ရတွင်စစ်တပ်ကဗိုလ်မှူးချုပ်မျိုးမင်းထွေးကိုအာဂတိမှုဖြင့်ဖမ်းဆီးစစ်ဆေးနေသည့်ဆိုသော သတင်းများကိုလည်းစစ်တပ်ကကိုယ်တိုင်ဖြန့်လျက်ရှိကြောင်းသိရပါသည် ကံပလူမှာစစ်ကြောင်းလိုက်ပြုတ်ပြီးစစ်ရှုံးခဲ့တဲ့ကိစ္စတွေဗမောက်ကိုမထင်မဖဲနဲ့လက်လွတ်လိုက်ရတာအဲ့ဒီလိုအမှုမျိုးတွေဒေါ်လာရေးအင်အားစုနဲ့ဆက်နွယ်တဲ့အမှုကြောင့်သာဒီလိုမျိုးစစ်ဆေးနေတဲ့အနေအထားမျိုးဖြစ်မိအဂတိမူလောင်နဲ့အရေးယူခံရနိုင်ပွဲမရှိဘူးဒါကကြားကောင်းအောင်ခေါင်းစဉ်တက်လိုက်တာဖြစ်မိသူကရန်သူနဲ့ပတ်သက်တယ်ဆိုတဲ့အမှုမျိုးနဲ့သာအရေးယူခံရတဲ့အနေအထားမျိုးလို့သုံးသပ်ရပါတယ်အရေးယူမယ်ဆိုရင်တော့တေချာပေါက်ပုံမှန်33တရှိုးမှုနဲ့ပဲအစွဲခံရဖို့များတယ်ပုံမှန်33ဆိုတာကတည်တံပဲ ရန်သူနဲ့ပတ်သက်ပြီးတရှို့လုတ်တဲ့အမှုပုံဒီအမှုနဲ့ပဲဖြစ်ဖို့များလောက်မယ်အဂတိမှုနဲ့ဆိုရင်တော့အကုန်လုံးပဲပုံမှန်33တရှို့မှုပုံမှန်36စစ်ပုံကံမှုဒါရီနဲ့ပဲဆွဲမဲ့အနေအထားမျိုးပါဟုစီဒီအဘူကြီးစင်ရော်ကပြောပါတယ်စစ်ဘက်တရင်ချင်းမြစ်ကမှုအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘုံမှုချုပ်မျိုးမင်းထွေကိုနိုဝင်ဘာလ10ရက်နေ့ဥပိုင်အမြောင်းငွေများကြွေးပြောင်းပြည့်အပ်ပွဲခန်းနာတွင်နောက်ဆုံးတွေ့မြင်ရပြီးရင်းနောက်ပိုင်းဒူမြင်ကွင်းမှပျောက်ကွယ်ပြီးအခမ်းအနားများတွင် လုံးဝမတွေ့ရတော့ကြောင်းဒိုင်းမုန်ရအပြောင်းအလဲဖြစ်သည်ဟုမသိရသည်ပဲလက်ရှိဒိုင်းမုန်များမှာပျောက်ဆုံးနေကြောင်းပြောဆိုပါရယ်ဒိုင်းမုန်အသေးရောက်လာတာလည်းမတွေ့ရသေးဘူးလက်ရှိနာမခတိုင်းမုန်ဘုံမှုချုပ်မျိုးမင်းထွေးလည်းလူမြင်ကွင်းမှာမတွေ့ရတော့ဘူးဟုစစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါရယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမုန်ဘုံမှုချုပ်မျိုးမင်းထွေးသည်အလုတ်တင်ဖို့တင်နဲ့တေစာ26မှာဖြစ်ပြီးတမ17လောက်ကင်ဒေသကုတ်ကဲမှုစစ်ဌာနချုပ်ကြောင်မဲအမတ်တစ်စစ်စင်ရေးကုတ်ကဲမှုစစ်ဌာနချုပ်တို့တွင်တမမှုတာဝန်ယူခဲ့ပါရယ် 2024ခုနှစ်ဩဂုတ်လ3ရက်နေ့ကိုကက် MNDAA နှင့်ပူးပေါင်းတံများကအရှိမြောက်တိုင်းစစ်ဌာနချုပ်ရှာမခရှိသည့်လာရှုကိုတိန်စင်တိုင်းမူဘိုချုပ်စိုးတင်တိုင်းစစ်ဦးစီးချုပ်ဘုံမူချုပ်တန့်ထင်ဆိုလိုနဲ့အတူဘုံမူချုပ်မျိုးမင်းထွေကလည်းကိုကက် MNDAA ထံတွင်လက်နက်ချအညံခံခဲ့ပါသည်2024ခုနှစ်ဒီဇင်ဘာလ18ရက်နေ့လာရှိုးတိုက်ပွဲတွင်လက်နက်ချအញ្ញံခံခဲ့သည့်ဗိုလ်မှူးချုပ်မျိုးမင်းထွေကိုမင်းအောင်လိုင်ကအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုအဖြစ်ခန့်အပ်ခဲ့ပါသည် ဆက်လက်ပြီးငန်းစုံမျိုးနယ်မြို့သားရဲစခန်းမှာစစ်ကြောင်းထိုးလာတဲ့အကြံဖက်စစ်တပ်ကိုတော်လန်ရေးပူပေါင်းတပ်များချေမုံတိုက်ခိုက်ခဲ့တော့ကြောင်းအကြံဖက်စစ်တပ်အထိနာတေဆုံများခဲ့သည့်တိုက်ပွဲမှတ်တမ်းရုပ်တံဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းငန်းစုံမျိုးနယ်အတွင်းအင်အား30ခန်းနဲ့စစ်ကြောင်းထိုးလာတဲ့အကြံဖက်စစ်တပ်စစ်ကော်မရှင်တပ်နဲ့တော်လန်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားပြီးအကြံဖက်စစ်သားအများအပြားထိခိုက်မှုရှိခဲ့တယ်လို့တော်လန်ရေးရဲဘော်9ယောက်ကြာဆုံးခဲ့တယ်လို့ငကနီပြောက်ကြားတပ်ဖွဲ့မြင်းချံကထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ18ရက်မနက်ပိုင်းကငန်းစုံမြို့နယ်မြို့သားရဲစကန်ကနေထဏောင်းပင်ကျေးရွာဘက်စစ်ကြောင်းထိုးလာတဲ့အကြံဖက်စစ်သားနဲ့ဖြူစော်တိတွေကိုတော်လရေးပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးအကြံဖက်စစ်ကော်မရှင်ဘက်ကအထိကိများခဲ့တယ်လို့တော်လရေးရဲဘော်9ယောက်ကြာဆုံးခဲ့တယ်လို့သိရပါတယ်။အကြံဖက်စစ်ကော်မရှင်ကတေဆုံနဲ့ဒဏ်ရာရသူတွေကိုမြို့သားရဲစကန်ကိုကားနဲ့ပြန်လည်တဲဆောင်သွားကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုမြင်းချန်တိုက်နယ်တုံးငကန်ဒီပြောက်ကြားပြည်သူ့ကာကွယ်ရေးအဖွဲ့နေမိခန့် မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးဗမောက်ပြည်အတွင်းဝင်ဖို့ဂျိုးပန်းနဲ့အကြံဖက်စစ်တပ်နဲ့ရှမ်းနီတပ် SNL တပ်များအထင်နာနာတာလကုန်းကလည်းမျိုးဘက်ကိုဆက်ထိုးနေတာ။ကြားမှာကတက်ကွင်းပဲ။အဲဒါကြောင့်နေ့တိုင်းလေရင်နဲ့လာပစ်ကူရတယ်။တက်ခါလာရင် အလုံး30လောက်ရှိတယ်ကျဲတာ။ဒါပေမဲ့မရဘူး။စည်ရည်တရင်ရင်းမြစ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ စကိုင်းတိုင်းဗမောင်းမြို့အတွင်းကိုစစ်ကောင်စီတပ်နဲ့ရှမ်းနီတပ် SNL တို့ကလေကြောင်းပစ်ကူနဲ့ဝင်ရောက်ဖို့ကြိုးစားပေမဲ့တိကြိုက်တိုက်စုံမှုတွေများနေတယ်လို့ဒေသခံစီရေးတရင်ရင်းမြစ်နဲ့ရဲဘော်တချို့ကပြောပါတယ်။နိုဝင်ဘာ18ရက်ကမြို့အနီးကနေဆက်ဒေသနဲ့တိုင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးတင်းတန်းကြောင်းနာတာလကုန်းကိုစစ်အုပ်စုကပြန်ရပြီးနောက်ပိုင်းတိုက်ပွဲတွေနေ့စဉ်ဒီပါဖြစ်ပွားနေတာလို့ဆိုပါတယ်။နာတာလကုန်းကနေမြို့ဘက်ကိုဆက်တိုးနေတာဂျားမာကတက်ကွင်းပဲအဲဒါကြောင့်နေ့တိုင်းလေရင်နဲ့လာပစ်ကူရတယ်။တခါလာရင်အလုံး30လောက်ရှိတယ်ကျေတော့ ါပေမဲ့မရဘူးလို့ဗမောင်မျိုးအစည်းအရေးသတင်းရင်းမြစ်က ပြောပါတယ်။ဒါအပြင်စေအုပ်စုထိခိုက်မှုတွေများပြီးနာတလကုံဘက်ကိုနှိမ့်စင်ပြန်ဆုတ်ရတယ်လို့ဒေသခံကောက်ွယ်ရေးရဲဘော်တို့ကပြောပါတယ်။မျိုးရဲမရောက်သေးဘူးသူတို့မဖောက်နိုင်ပါဘူးလို့၎င်းကပြောပါတယ်။အခုနိုဝင်ဘာအတွင်းဗမောင်မျိုးတိုက်ပွဲတွေမှာစေအုပ်စုတပ်ထံကအထေကံကျုံတွေရရှိပြီးအလင်းဝင်လာတဲ့ SND တပ်ဖွဲ့ဝင်အချို့ရှိပါတယ်။မြို့နောက်ဘက်ခြမ်းကနေထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ကအင်အား900ဝန်းကျင်ရှိပြီးသကိုင်းချေဆိုင်တပ်မ33လက်အောက်ခံတပ်ရင်းအချို့အားဖြည့်ထားတဲ့အပြင် အရင်မြို့နယ်အတွင်းတက်ဆွဲခဲ့တဲ့တမ89လက်အောက်ခံတက်ရင်တွေလည်းပါဝင်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တချို့ကပြောထားပါတယ်။ဗမောင်မြို့ကိုအမတ်၁စစ်ဒေသကိုကဲမှုနဲ့တော်လန်ရေးတက်တွေကပြီးခဲ့တဲ့လွန်ခဲ့တဲ့စက်တင်ဘာ20ရက်ကသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။လက်ရှိစစ်စင်ရေးလုပ်ငန်းတွေအတွက်ဗမောင်မြို့မှာညမထွက်ရအမိန့်ကိုတော်လန်ရေးတက်တွေကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးစစ်တပ်ရဲ့ရွေးကောက်ပွဲကိုကန့်ကွက်ရှုတ်ချဆိုသောအချက်အပါဝင်မြမအကြီးအတွက်အဆိုမှုကျမ်းတစ်ရက်ကိုကုလသမဂ္ဂတွင်အတီးပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ မြန်မာစစ်တပ်အတူရောင်ရွှေကောက်ပွဲတွင်လူခွင့်ရေးချိုးဖောက်မှုများရှိနေခြင်းကြောင့်မြန်မာပြည်သူများပါဝင်နိုင်စေမည့်အခြေအနေမရှိ၍ကန့်ကွက်ရှုံချဆိုသောအချက်အပါဝင်မြန်မာအရေးအတွက်အစိုးမူကြမ်းတရက်ကိုကုလသမဂ္ဂတွင်အတည်ပြုလိုက်ကြောင်းသိရှိရပါသည်။နိုဝင်ဘာလ19ရက်နေ့အမေရိကန်ပြည်ထောင်စုကုလသမဂ္ဂဌာနချုပ်တွင်ပြုလုပ်ခဲ့သောအကြိမ်80မြောင်ကုလသမဂ္ဂအထွေထွေညီလာခံတတိယကော်မတီသို့တင်သွင်းလာသည့်မြန်မာနိုင်ငံရှိရိုဟင်ဂျာမွတ်စလင်များနှင့်အခြားလူနည်းစုများ၏လူခွင့်ရေးအခြေအနေခေါင်းစဉ်ဖြင့် အဆိုပါမူကြံ AC3 18 L32 REV1 ကိုတက်ရောက်လာသောအဖွဲ့ဝင်နိုင်ငံများကမင်းမခွဲပဲတူညီဆန္ဒဖြင့်အတည်ပြုလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။ကုလသမဂ္ဂတွင် အတည်ပြုလိုက်သောအဆိုဆုံးဖြတ်ချက်တွင်မြန်မာစစ်အုပ်စုကပြည်ပခများမြင့်တက်နေသည့်ကာလ၌အတူရောင်ရွေးကောက်ပွဲကျင်းပပြုလုပ်ရန်ရည်ရွယ်သည့်အပေါ်အလွန်အမင်းစိုးရိမ်သည်ဟု၎င်းအထူးသဖြင့်လေကြောင်းမှဖုံးကျဲတိုက်ခိုက်မှုများပြုလုပ်နေခြင်း လူခွင့်ရေးချိုးဖောက်မှုများရှိနေခြင်းတို့ကရိုဟင်ဂျာနှင့်အခြားသောလူနေစုများအပါအဝင်မြန်မာပြည်သူများအတွက်အထူးရောက်ရွေးကောက်ပွဲတွင်ပါဝင်နိုင်စေမည့်အခြေအနေမရှိတဲ့ကဲ့သို့ဘေးကင်းလုံခြုံစွာမဲပေးနိုင်ခွင့်အခွင့်အရေးလည်းရှိနိုင်မည်မဟုတ်ကြောင်းရှင်းမအခြေခံကြသည့်အချက်များအဖြစ်ပါဝင်သည်ဟုသိရှိရပါသည်။ထို့ပြင်စစ်အုပ်စုမှနိုင်ငံ၏နေမည်အများစုနှင့်နိုင်ငံရေးပါတီများကိုခြံလှက်ကအတူရောက်ရွေးကောက်ပွဲအားတစ်ဖက်သက်စီစဉ်ရန်ကြိုးပမ်းနေသည့်အပေါ်လည်းအလွန်အမင်းစိုးရိမ်သည်ဟု၎င်း အထူးသဖြင့်2021ခုနှစ်ဖေဖော်ဝါရီလတွင်ဖြစ်ပေါ်ခဲ့သည့်မတရားစစ်အာဏာသိမ်းမှုအားတရားဝင်မှုရှိစေရန်အတူရောင်ရွေးကောက်ပွဲကျင်းပမယ့်အပေါ်ကန့်ကွက်ရှုံချသည်ဟု၎င်းထို့သောသောတူရောင်ရွေးကောက်ပွဲသည်လွတ်လပ်၍တရားမျှတမှုရှိနိုင်မည်မဟုတ်ဟု၍၎င်းစေအုပ်စုမှလေကြောင်းတိုက်ခတ်မှုများဖြင့်အယက်သားပြည်သူများကိုတပ်ဖြတ်နေသည့်အကြာကအတူရောင်ရွှေခောက်ပွဲကျင်းပခြင်းမှလွတ်လပ်မျှတ၍အာလုံးပါဝင်သည့်ရွှေခောက်ပွဲသက်မတ်ချက်နှင့်ကန့်ညီသောအခြေအနေမဟုတ်ဟု၍၎င်းထို့ပြင်အာလုံးပါဝင်သည့်နိုင်ငံရေးတွဲဆောင်ဆွေးနွေးမှုမရှိဘဲ အတူရောက်ရွေးကောက်ပွဲကျင်းပမယ့်အပေါ်ကြီးစွာစိုးရိမ်ရသည်ဟု၎င်းစသည့်ဖြင့်ဤတန်းစာပိုင်များနှင့်အရေးယူဆောင်ရွက်ချက်ဆိုင်ရာစာပိုင်နှစ်နေရာလုံးတွင်ထည့်သွင်းထားကြောင်းသိရှိရပါသည်။အဆိုပါမူကြမ်းအားအတီးပြုဆုံးဖြတ်ရာတွင်ရခင်နှင်းများဤတို့မင်းမခွဲပင်တူညီဆန္ဒဖြင့်သာအတီးပြုဆုံးဖြတ်ခဲ့ကြောင်းအတီးပြုခဲ့သည့်အဆိုပါအဆိုမူကြမ်း AC3 ATL32 REV1 တွင်မြန်မာနိုင်ငံရှိရိုဟင်ဂျာနှင့်အခြားသောလူနည်းစုများအတွက်တာဝန်ယူမှုရှိစေရည်နှင့် မြန်မာနိုင်ငံတွင်ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ပြန်လည်ရောက်ရှိသွားရေးရည်ရွယ်ချက်နှမျိုးလုံးအတွက်ခေါ်ဆောင်ပေးသည်ဟုတမ်မတ်ကြီးဦးကျော်မိုးထွန်းကရှုမြင်ပြီးအဆိုပါမူကြမ်းတွင်မိမိတို့၏အဓိကကြသောစိုးရိမ်ပူပန်ချက်များကိုထည့်သွင်းဖော်ပြထားသည့်အတွက်လည်းကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောဆိုထားပါသည်။ရှင်ပြင်စစ်အုပ်စုမှကြေးရွာများအောင်နေရာအနှံ့မိရှုဖြစ်စီခြင်းအတင်းအကျပ်နေရက်ဆုံးခွာစီခြင်းနှင့်အရက်သားပြည်သူလူထုတရက်လုံးအပေါ်တွင်စနစ်တကျအကြောက်တရားရိုက်သွင်းခြင်းစားသည့်လုပ်ရများဖြင့် ၎င်းတို့၏အချမ်းဖတ်မှုများကိုစိုးစိုးရွားရွားပြင်းပြင်းထန်ထန်အရှိန်အဟုန်မြင့်တက်လာသည့်အချက်ကုန်အဆိုမူကြမ်း၌မှန်ကန်စွာထည့်သွင်းဖော်ပြထားကြောင်းမြန်မာနိုင်ငံတွင်စီးပွားရေးနှင့်ကြဆင်းဆုပ်ယုပ်နေပြီးလူဦးရေ၏ထက်ဝက်ကျော်မှဆင်းရဲနှံပါမှုသတ်မှတ်ချက်အောက်သို့ရောက်ရှိနေတရားဥပဒေစိုးမိုးရေးကလည်းဖြိုလဲကောင်အကျင့်ပြတ်ချစားမှုများသာထိုးဖွားလာပြီးစေုပ်စုမှအကျိုးခံစားနေရသည့်ပြစ်ဒဏ်ခင်းလွန်ခွင့်ကကျေပြောသည့်ထက်ကျေပြောနနေသည့်ထက်နနေလာသည်ဟုသတ်မှတ်ကြီးကထောက်ပြပါသည်